ားလုံးပဲမင်္ဂလာပါရှင်။ဒီကနေ့ဖတ်ပြပေးမယ့်ဝတ္ထုလေးကတော့ဆ ्याम ဇပေပြုနုရေးသားတဲ့အဝေးအငေးအဆွေးဆိုတဲ့ဝတ္ထုတော်လေးပဲဖြစ်ပါတယ်။အဝေးအငေးအဆွေး ိုးသည်တကြော့ပြန်လျက်မြေပြင်သို့တပေါက်ပေါက်ကျဆင်းလာခဲ့လေပြီ။တဝင်းကျင်သည်မိုးနေများတွင်မိုးရေစက်များကြောင့်မှုန်ဝါမြဲ။မသေးခွဲသောမြင်ကွင်းများကိုအိမ်အတွင်းဘက်မှငင်းမောခွင့်ရာတိုင်းကျမသည်တခုသောမိုးရက်ကိုတတိတရရှိရမြဲ။ကြာတော့ကြာပါပြီ။ဆယ်နှစ်ကျော်မြပင်ရှိခဲ့ပြီ။သို့သောမိုးဆက်များကိုမြင်လေတိုင်းမြင်ကွင်းများကမှုန်မှိုင်းလေတိုင်းအရာရာသည်မနေ့တနေ့ကလိုအစ်စ်ဖြစ်ရသည်။ တစ်ချိန်ပြန်ကားတွေ့မိရသည်အဲ့ဒီတုန်းကလည်းဒီလိုမိုးရသည်ပင်ဖြစ်သည်မိုးရမြ၌ဝင်းကျင်သည် ဝေဝါးစေထိုဝေဝါးနေသောမြင်ကွင်းများကြမှာ အဖေကိုမြင်ရသည်ပြီးတော့ကျမကိုကျမပြန်မြင်တွေ့ရလေသည်ဒီတုန်းကရွာကချောင်းကလေးတွင် ရေကြီးနေကြတာဖြစ်သည်မိုးကတဲတဲမဲမဲရွာနိုင်အားစေပုံမှန်6ရီတိုးချိန်ဆိုပါစို့ ဒီနှစ်တော့အရင်နှစ်တွေကထက်ပင် ရေတိုးလိုက်ပြီးမှအိမ်တိုင်တွေကိုပင်ရေမြုပ်ကနေသည်တရွာလုံးသည် ရေထဲမှာတည်ထားသောရွာကလေးလိုအိမ်ကလေးများသည်ရေလွှမ်းနေသော ဝင်းကျင်တွင်အစီအရီပင်အိမ်တန်းများမြုပ်လျက်လှေကတဲ့များလည်းမြုပ်လျက်အိမ်ချမ်းပြင်များအထိရေမရောက်သေးကိုပင်ကျေးဇူးတင်ရမလို့ဖြစ်လေသည်အရင်အရင်နှစ်များကတော့မိုးရင်းကာလရေကြီးချိန်များတွင်ကျမသည်မြို့မှသာရှိနေတတ်ခဲ့သည်ကျောင်းဖွင့်ချိန်မှရွာကိုခွဲခွာရမည် ရေကြီးသောရက်များဆိုကျောင်းပိတ်ရက်မှာလဲကျမတို့မောင်နှမတွေကိုမိဘများက ပြန်မလာစေလိုကြပြီ။ဒီနှစ်တော့မလာ၍မဖြစ်သောအကြောင်းနဲ့ကျမသည်ရွာကိုပြန်ရောက်လာခဲ့သည်။ရွာကိုရောက်ချိန်မှာမှောင်စပင်ပြိုတော်မီဆက်လီဘော်ကဆင်းပြီးသည်နှင့်အိမ်ရှိရာစီရောက်ဖို့လှေကြုံနှင့်လိုက်ခဲ့ရသည်။လှေရှင်ကအိမ်လှေကားပေါ်တက်နိုင်သည့်အထိလိုက်ပို့၍တော်ပါသေးသည်။အဖေသည်မမျော်လင့်ပဲကျမရောက်လာသည်ကိုအံ့ဩနေသည်။ ဆယ်တန်းအောင်စင်ထွက်ပြီးဒီမှဆကမျိုးကအိမ်တွင်သာနေစေခဲ့သောတမီးလှုပ်သူကရွာကိုရောက်လာတော့အံ့အားတင်နေသည်။ဘာကိစ္စနဲ့လာတာလဲတမီးရဲ့ဒီမှနေရတဲ့လူတွေတောင်ရေတော့တဲ့ဒီလောက်ဒုက္ခဖြစ်နေတဲ့ဥစ္စာအဖေဒီမောင်စပြိုးနေတော့အိမ်အတွင်ဖျောင်းနိုင်ထွင်ရင်ကတပြစ်တောက်တောက်လုံနေသည်အိမ်တွင်အမေမရှိပေចောင်းဖွင့်ချင်းဖြစ်သည့်အတွက်တာဝန်ကျတော့ရွာကလေးစီရောက်နေလေသည်ចောင်းပေရဲ့မှသာရွာကိုပြန်ရောက်လာနိုင်ရှာသည်တကယ်တော့ ဥယျာဉ်နေပါလာတော်မိသားစုပင်မဲ့တကွဲတပြားပင်ရှင်တန်ခဲ့ကြရလေသည်အိမ်ရှင်မမိခင်မရှိလေတော့အိမ်မို့ကျမရောက်လာသည့်ညနေချမ်းတွင် စားတော့ဆရာပင်အစင်သင့်မရှိပေအဖေကသူ့တယောက်စာထမင်းချက်ပြုတ်စားတော့နှင့်ပြီးပြီအသက်၁၈နှစ်ကျော်ခဲ့ပြီဖြစ်သောတမီးလို့သူကမိပင်မမွေးတက်လေတော့အဖေပင်ထမင်းအိုးတဲကကြက်ဥကြော်ပေးရပြန်သည်ကျမသည်အဖေချက်ကြည်သောညစာကိုစာရင်က လာရင်ကိစ္စကိုဘဲကဆလို့ဘယ်လိုပြောရပါဟုစဉ်းစားရသည်။အမေကိုလည်းတတိတရာရှိမိရသည်။အမေသာရှိရင်တိတ်ကောင်းမှာ။ငယ်တုန်းကဆလို့အဖေအုတ်ထင်းပုံကတင်းကျပ်သည်ထင်ခဲ့သည်။အဖေနှင့်သားသမီးရဲ့ပြောရဲဆိုရဲတိတ်ရှိခဲ့ကြတာမဟုတ်ပေ။အဖေကရှေးဆန်လေသလားမသိ။သားသမီးကိုဆုံးမစရာရှိလင်တင်းကျပ်သလား၊ချင်းမွန်စရာရှိလင်တော့အတန်တိတ်သာနေတတ်သူ။ပြီးတော့ဘယ်တော့ကမျှစကားကိုချွတ်ချွတ်သားသားမပြောခဲ့သူ။ ကျမတို့ဒီအမေကိုချွတ်နှဲ့ရမည်ဆိုရင် အပြိုင်ဆိုင်ဖြစ်တယ်လို့အဖေကိုတော့စိန်ခဲ့ကြပေးသည်ခုတော့ဒီအဖေနဲ့ဒီသမီးတိတိဆိုင်ဆိုင်စကားဆိုကြရတော့မည်အဖေမျက်နှာတင်းနေတာနဲ့ပင်ကျမမှာစကားလုံးအဆရှာမရတယ်လို့ဖြေရသည်ထမင်းကိုအချိန်ဆွဲစားတော့လဲအချိန်တန်တော့ထမင်းဝိုင်းကထားရသည် အဖေဒီကျမကိုအိမ်ရှိကမ်းမှာအသင်ဆောင်ရွေးနေသည်အပြင်ဘက်တွင်တော့ပဝင်းကျင်သည်အမောင်တဲတွင်ငြိမ်သက်စာပြူနေပြီး ်မိုးကလည်းဒစိမ့်စိမ့်ရွာသွန်းလျက်အိမ်ရှိပြတင်းပေါင်များအားလုံးကိုပိတ်ထားရသည်လေကပါအဖြစ်တိုက်ခတ်နေသည်မဟုတ်လား ိုစမ်းမအောင်ဘာကိစ္စလဲအနှင်းငယ်မြပင်ပျော့ပြောင်းချူတာမှုမရှိလေသောအဖေတန်းကြောင့်ပြောဖို့ပြင်ထားခဲ့သောစကားလုံးများကလွင့်ပြောင်းချင်းချင်းတို့ပေမဲ့မပြောလို့တော့မပြီးဘူးလေအဖေသဘောတူခွင့်ပြုချက်ကိုကျမလိုနေသေးသည်စိတ်ထဲတွင်လည်းမဝင့်မရေဖြစ်လက်ရှိရာတစ်ခုကတော့အဖေသဘောထားကိုရိပ်မိတင်တယ်လောက်ရိပ်မိနေတာကြောင့်ဖြစ်သည်အဖေသည်ကျမကိုတက်ကတော့ပို့ပြအောင်ပို့ဖို့အားခဲထားသည့်သူပင် အများသူကအဝေးတင် တက္ကသိုလ်ပြောင်းရွှေ့ကြတာပင်ကျမကကြောင်းဖွင့်ခြင်းကိုဆောင်ရစေတနှစ်ထဲဆယ်တန်းအတူအောင်ကြတော့တငယ်ချင်းများကတော့မြစ်ကြီးနာအဝေးတင်တက္ကသိုလ်မှာပထမနှစ်ပင်တက်ကြတော့မည်တက္ကသိုလ်နေချောင်းများဖွင့်ခြင်းကျောင်းခေါ်စာကိုစောင့်နေစေဖြစ်တော့ကျမကိုတချို့ပြောစမှတ်ပြုကြပြီကျောင်းဆောင်ရင်လည်းအသက်ကြီးသွားမှာပဲတဲ့ကိုယ်တိုင်ပင်ဇဝေဇဝါဖြစ်လာပြီဖြစ်တော့ရှေ့ခီးလမ်းမှာတပားသူတို့စကားကိုအမျိုးမျိုးအဖုံဖုံကြားရပန်များတော့ ဘာပဲဖြစ်ဖြစ်ဘွဲတစ်ခုကိုရအောင်သာတင်လိုက်ချင်တော့သည်အဝေးတင်တက်ဆိုရင်လဲတက်လိုက်တော့မည်သို့တော်အဖေကတော့ကောင်းမှလာပဲသည်ဟိတ်ငါမတက်ခဲ့ရတဲ့တက်ကတော့ကိုငါသမီးကို ပို့ပြအောင်ပို့ရမှာပဲဟုတ်ကြွေးကြော်မြဲအဖေသမီးကတော့ရောင်ရဲချင်သည်သူအဝေးတင်တက်ကတော့ကနေဘွဲတစ်ခုခုလောက်ရအောင်တင်ပြီးဆ iamma လေးဖြစ်ဖြစ်လှုပ်ခါမိသားစုနဲ့အတူနေလိုသည်အဖေမေတို့ဤသွေးပါသောသမီးလောက်သူကစာအန်တန်တို့ကိုနှစ်လိုသေးသည် အခုလဲကျမတို့လှုပ်ချင်တာတစ်ခုကိုဖြစ်အောင်လုပ်နိုင်ဖို့အဖေကိုအရေးဆိုဖို့အရောက်လာခဲ့ပြီမိုးတဲလေတဲမှာပင် အဖေစိတ်ကိုစိုးရွံ့ရသည့်ကြာကရောက်လာခဲ့ပြီ။ တိုင်မိအောင်အောက်တွင်ဆရာအရေးကြောင်းများထင်ဟန်စာပြုနေပြီဖြစ်သောအဖေကိုကျမမရေတရေလှမ်းကြည့်လိုက်ပါသည်။တမီးတို့ကြောင့်ကပဲဆရာအောင်တာလေမိမိရဲ့အဖေသိပါတယ်။အခုသူတို့အိမ်မှာသူ့အဖေရွာကလူတွေရောက်နေကြတဲ့အဖေဆွဲခန့်ဆရာမလာရှာတာတဲ့နှစ်ယောက်လိုတာတဲ့မိမိကတော့အိမ်ကိုခွင့်တောင်းပေးပြီ။အဲ့ဒီတော့ဖေယားဖေယားအဖေမျက်နာကခက်ထန်လိုပါလား ျွန်မဒီကြောက်ကြောက်လန့်လန့်နဲ့အဖေမျက်နှာကိုမကြည့်တော့ဘဲပြောစရာရှိသေးတို့ကိုတက်တုပ်ရိုက်ပြောရတော့သည်အရာသမီးလိုက်သွားခြင်းနဲ့အဖေတနစ်ပါပဲကြောင်းလဲမဖွင့်သေးတော့လေမိမိနဲ့ဆိုတော့အဖော်လေးရတာပဲအင်ကိုတော့တရင်ကျွန်ကြောင်းပေးရဲဆိုပြန်လို့ရမယ်တဲ့တလကို2500နဲ့ဆန်လဲရမယ်အဖေသမီးကြောင်းချိန်လဲစုနိုင်တာပေါ့ဘာစကနေတုံလှုပ်သွားကကျမအဖေမျက်နှာကိုလမ်းကြည့်လိုက်မိပါသည်အဖေဒီကျမမျက်နှာကိုစူးစူးဝါးဝါးစိုက်ကြည့်လျက်ရှိသည် စိတ်ထင်လို့များလားအဖေနှခမ်းသားများပင်တဆတ်ဆတ်တုံနေသည်ထင်ရသည် အဖေစိတ်ဆိုးသွားပြီတမီးအလုံးလှုပ်ဖို့လိုတဲ့ထင်းနေတာလားဟုတ်လားဒီတက္ကသိုလ်ကိုအဖေမပို့နိုင်ဘူးလို့ထင်းနေတာလားဒီမှာတမီးအခုသားเจ้าကခေါ်စာရောက်လာလိုက် မရှိရှိတဲ့ကြားကဖြစ်အောင်ထားမယ်မှတ်ထားဘာအလုံးမလှုပ်ချင်မလို့ကျမကြိုသိတယ်လို့ရှိနေခဲ့တော့အဖေဒီခုတော့ရှေ့မှာထင်ရှားလာပြီတို့တော့ဒီလောက်နဲ့စိတ်လျှော်လိုက်ရမလားဟင်အင်း အဖေသမီးဟာအဖေလိုပဲကောင်းမာတတ်သူပါ။ပတ်စံအတွက်တက်တက်မှမဟုတ်တာအဖေကလည်းဆရာမလောက်ရမှာမို့သမီးကပြောတာ။သမီးဝါဒနာပါတာအဖေတိတာနဲ့။အဖေဒီမျက်နှာထားတင်းမာမြင်းနှင်ပင်ကျမကိုစူးစိုက်ကြည့်စေ။ငငယ်တုန်းကလေးကခလေးချင်းကစားရမှာဆရာမသာလှုပ်တက်ခဲ့တော့အဖေသမီးကဘဝမှာအကြောင်းဆရာမအဖြစ်ကိုရွေးချယ်ခြင်းလိမ့်မည်ဟုအဖေမထင်ခဲ့ဘူးလားမိဘနှစ်ပါးကိုအကြောင်းဝတ်ဆောင်များနဲ့မြင်ရတိုင်းအားကျစိတ်ဝင်ခဲ့ဘူးလားအဖေမသိဘူးလား ဘာအတွက်မှလှုပ်ရှားမလုပ်ဘူးပြန်သွားပြီးမလုပ်နိုင်ဘူးသာအကြောင်းပြန်လိုက်အဖေကျမသည်အဖေမျက်နှာကိုထိတ်လန့်စွာ ကြည့်လိုက်မိသည် မလာမီကလေးကအဖေသဘောမတူလောက်ဘူးဟု တွေးခဲ့သေးသည်သို့တော်မရေတရေတော့အကောင်းဘက်ကို မျောလင်းခဲ့သေးသည်ခုတော့မျောလင်းခဲ့သည်မလွဲချော်ခဲ့ပြီလားတမီးကဒီတနှစ်ပဲလှုပ်မှာပါအเจ้าကခေါ်ရင်အเจ้าတက်မှာပေါ့အကြာကြီးမှမဟုတ်တာအလုတ်တစ်ခုဆိုတာနောက်လည်းမလုပ်ဘူးဆိုရင်စကရေကမလုပ်ခဲ့တာအကောင်းဆုံးပဲ မီးထင်တယ်လားလှုပ်ချင်တော့ကခဏဝင်လှုပ်လိုက်ပြီးထွက်ချင်ရင်အလွယ်ကလေးထွက်လိုက်တာပဲဘာမှမခက်ဘူးလို့ထင်တယ်လားအဖေဘာကိုဆိုလိုတာလဲကျမဒီအဖေကိုတွေ့ဝေစွာလမ်းကြည့်နေမိစေအပြင်ဘက်တွင်တော့မိုးများပို၍တဲလာသည်ကို တွေ့ရသည် ခုချိန်ဆို အမေကတော့အမေရွာကလေးကအိမ်ငယ်တဲ့အနားယူနေလောက်ရောပေါ့သမီးလို့သူဂျင်းနဲ့ချက်ထဲကြာနေရတာကိုသိမှာမဟုတ်ပါအမေသာရှိရင်တော့ကျမစိတ်ကျဉ်ချက်ဖို့မလို့ အဖေပြောဆိုသည်မအမေကကျမရှိက ကာကွယ်မိသူ ခုတော့အမေကလည်းမရှိ အားလည်းငယ်လာပါရဲ့ဆရာဆရာမတယောက်ဖို့တပည့်တွေပေါ်တန်ရုံးစင်တွေ့သွားရင်ဘယ်တော့ဖြတ်ဖို့ခက်တယ်ဆိုတာသိရဲ့လားကို့သားသမီးတွေရှေ့ရဲ့အတွက်တခြားအလို့ပြောင်းလို့ဖို့အဖေခဏခဏစဉ်းစားခဲ့ပူတယ်အဖေစကားတန်ဒီမိုးတန်ကိုထိုးဖောက်၍မှန်မှန်ကြီးထွက်ပေါ်လျက်ရှိသည ုံမိုးပေါ်မိုးဆက်ကြတန်တက်ဖြောက်ဖြောက်အကြာအဖေ့စကားတန်များရောနော်ကြားခဲ့ရသည့်ထိုတညကိုနောက်နှစ်များစွာကြာသည့်အထိမေ့ပျောက်ဖွယ်မရှိဖြစ်ရအောင်မည်ဟု ထိုစင်းကတော့နားမလဲသည်စိတ်ထဲဘာကြောင့်မှန်းမသိဝမ်းနေနေတာသာတည်ခဲ့သည်ဆရာဆရာမတွေတိတ်ပြောင်းမလာခြင်းနဲ့ရွာလေးတွေမှာနေရတဲ့ခလေးတွေရဲ့မျက်နာကိုမြင်ရတိုင်းဘယ်တော့မှစိတ်ဆုံးဖြတ်လို့မရခဲ့ဘူးမျက်နာမလွှဲနိုင်ခဲ့ဘူး အဖေတို့တဘဝလုံးမြေပြူတွေနဲ့လုံထွေးပြီးမြုံနှံခဲ့ပြီးပြီကိုဝါသနာပါတဲ့အလုပ်မှုပင်မနဲ့တော့ဘယ်တော့မှမထင်ခဲ့ဘူးဘူးအေးဒါပေမဲ့တမိကိုတော့ဒီဘဝတည်းအရောက်မခံနိုင်တော့ဘူးဝါသနာပါတယ်ဆိုတာလဲအဖေတို့အမေတို့ကိုအားကြတာကြောင့်တတ်တတ်ပဲဖြစ်မှာတနေ့တော့အဖေစေရနာကိုနားလည်လာလိုက်မယ်ဟင်အင်းအဖေတမိကိုတကယ်နားမလဲပါဘူးကျမတို့ပြိုကြလို့ဆယ်ဆယ်မျက်ရည်များကိုထိန်ကအတင်းနေရသည် ညနေနေပြီသွားအိတ်ချီတော့မနေ့ကင်းထွက်တဲ့မော်တော်နဲ့လိုက်သွားပြန်တော့ကြားလာဘာအလုပ်ဖြစ်ဖြစ်လှုပ်ဖို့စိတ်မကူနဲ့ចောင်းတက်ဖို့သာတွေးထားចောင်းဆရာရဲ့သမီးကចောင်းဆရာထက်တော့တာမဖြစ်မယ်သမီးဘယ်သူဘာပြောပြောတက်ကတူပဲပို့ပြအောင်ပို့မယ်စိတ်ကူးတဲ့တွင်အခါများစွာမက်ဆာပြုတ်ခဲ့သောចောင်းဝတ်စုံအစိမ့်အဖြူနဲ့ပဝါနဆအသာချရသောဆ ्याम အိမ်မက်သည်ခုတော့ဝေဝါလွင်ပြောက်ခဲပြီးပြီ မျောလင်းခဲ့သည်များတို့ကလည်းပြတ်တုံးခဲ့ပြီအဖေသည်ပြတင်းအပြင်ဘက်မြင်ကွင်းကိုငေးကာနေသည်ပြောလိုသည်များကိုပြောပြီးနောက်မှာတော့အဖေစိတ်ချမ်းသာခဲ့ပြီလားအဖေမျက်နှာမှာ အတိရခက်စွာမှိုင်းမုံလျက်ကျမသည်အဖေကိုဘဲတုံးကနင်းမှမတူအောင်စိတ်ပြက်လက်ပြက်ဖြစ်ခါနေသည်တသက်လုံးစကားပြောချိုသာစွာဘဲတုံးကမျှဆက်ဆံခဲ့ဘူးခြင်းမရှိသောအဖေ။တာသမီရဲလို့အပြုံးတဆနှင့်ပင် စကားမဆိုခဲ့သည့်အဖေ။ အမေကတော့အဖေဟာသမီးတို့သားတို့ကိုတိတ်ချစ်တာပါဟုဆိုတတ်မြဲ။တို့တော့သမီးကိုတိတ်ချစ်တယ်ဆိုသည့်အဖေသည်ဘာလို့များနားလည်မှုပေးဖို့ကိုတော့တင်းမာရတာပါလဲ။ ျမဒီတညလုံးအခန်းထဲတွင်အိမ်မပြောနိုင်ပဲအလူးလူးအလိမ့်လိမ့်ရှိရသည်စိတ်ထဲတွင်လည်းဝမ်းနေမဆုံးမျောလင့်ကျရေးရေးထားခဲ့သောအိမ်မဲကိုရှေတွင်ပင်တဝုံဝုံပြိုလဲတာကိုမြင်တွေ့ရခြင်းသည်စိတ်တွင်ချမ်းသာနေပြောပဲနင်းနေမြမရှိပေမနေ့ဖြန်ဆိုကျမပြန်ရတော့မည်စိတ်ထဲတွင် ရှိသမျှကိုခောက်သိမ်းကပြန်ရမည်ကိုဥကွန်ထဲမှသာငြိမ်ဝှက်စွာနေရင်တက္ကသိုလ်ကျောင်းတက်ဖို့ကိုစောင့်ရမည် မိဘတို့၏သဘောတူညီခြင်းမရမှာတော့ဖြစ်လို့သမျှကဝေးခဲ့ပေပြီအမေကိုတော့အာကိုလို့မဖြစ်အမေကအဖေတဲ့သဘောကိုသာ အတည်ယူတတ်သူကျမတည်းအိမ်မပြောနိုင်သမျှစိတ်ထဲတနှုံနှုံဖြစ်ကားနေသည်ဘဲသူကိုအပြစ်ဆိုလို့ဆိုရမှန်းမသိစိတ်နာခြင်းကားနေသည် နောက်ဆုံးတော့အဖေငါ့ကိုမချစ်ပါဘူးဟုသာထပ်တလဲလဲတွေးရင်းအဆုံးတန်ရသည်။နားလေရခက်သည်ဟု အခါခါထင်ခဲ့ဖို့တော့အဖေပေါ် ျမ၏အမြင်သည်ဘယ်တော့မှမပြောင်းနိုင်တော့ဘူးလား။နောက်ဆုံးတော့လေတွေးရင်တွေးရင်ကပင်စိတ်ပင်ပန်းနေသည့်ဂျာကနှစ်ချိုက်စွာအိမ်မောကျသွားခဲ့သည်။အခန်းအပြင်ဘက်မှအဖေလန်းနိုးတန်ကြောင့်သာအိယာကနိုးထရသည်။ကိုလက်တန်းစင်မျက်နာတက်ပေးတာနဲ့မိဖို့ကန်းတွင်အဖေကကျမအတွက်ကော်ဖီနှင့်ထမင်းကြော်ပြင်ထားတာတွေ့ရသည်။အဖေကတော့အိမ်ရှိဝရန်တာမှာကျမသည်အဖေစားပြီးပြီလားပင်မိဖို့နှုတ်ဆွလျက် ကို့မနက်စာကိုသာတိတ်တဆိတ်စားမိသည်စားပြီးလင်အခန်းထဲဝင်ကကြောပုတ်အိတ်ကိုယူရသည်တညအိမ်မို့ပစ္စည်းကတိတ်မများလားဆက်လီကိုတော့ရွာထိပ်ဘက်မှသွား၍စီရပေမည်ပဝန်းကျင်တွင် ရေမကြသည်ရေလွှမ်းနေစေအိမ်တွင်လှေလဲရှိနေတာမို့အဖေလိုက်ပို့မှာပါကြောပုတ်အိတ်ကိုလွဲကကျမအဖေကို လိုက်ရှာရသည်ဝရန်တာတွင်အဖေအရေးရောင်ကိုမျှမမြင်ရတော့အိမ်နောက်ဖက်မှာလာဟင်ဟင် အိမ်ထဲဟိုဒီဒီလိုက်ကြည့်နေရမှဘယ်နေရာတွင်မှရှာမတွေ့သည့်အစောကျမဝရန်တာဘက်သို့ထွက်လာခဲ့သည်ရှာတုံးကမတွေ့ခဲ့သောအဖေကိုမမျောလင့်ပဲရေလွှမ်းနေသောခြံထဲရှိ လေပေါ်မှတွေ့ရလင်ကျမသည်တအံ့တအောဖြစ်ကားခြေစုံရိုက်ရွေနေမိသည်လော်တက်နှင့်ရေကိုခွဲသွားတန်ကမှန်မှန်ထွက်ပေါ်နေစေအဖေသည်ခြံတောင်ကခြုံဆက်ကလေးစီဥတီလော်ခတ်နေသည်ကို တွေ့ရသည်မိုးကတပေါက်ပေါက်ကြာဆင်းလျက်အဖေကောင်မှာ အုတ်ထုတ်ခမောက်ဘားမြမပါဘာလို့ဖို့များလဲဝရန်တာအစွန်ဘက်သို့တိုးကက်ခါအဖေဦးတည်နေရစီလှန့်ကြည့်လိုက်မိသည်အဖေသည်လှေကိုအရှိန်လျှော့ကာခြုံဆက်လေးတွင်ကတ်တင်နေသောအရာတစ်ခုကိုလှမ်းယူလိုက်သည်ထိုအရာကိုမြင်လိုက်ရချိန်တွင်စိတ်ထဲပြုံးကနေနာကျင်သွားရသည် တပြိုင်နက်မှလည်းငိုချလိုက်ခြင်းတလို့လို့နောက်ဆုံးကြံနေသည့်လှေကလေးလေးပေါ်မှာတော့ကျမ၏ကလေးပါဖနံတစ်ဖက်သည်ငြိမ်သက်လျက် ရေစင်းနဲ့ပါသွားပုံရတော့ဖက်နှက်ကလေးကတော့ဆယ်ယူသူအဖေလက်ထဲမှာကျမတီမိုးရေစက်များကြတဲ့လှမ်းမြင်နေရတော့မြင်ကွင်းကအဖေပုံရိပ်ကိုအတန်ကြာငင်းငံ၍ချိန်နေခဲ့မိလေသည် ာတော့ကြာခဲ့ပြီ။ကျမတို့ပင်တက္ကသိုလ်ပညာရေးပြီးဆုံးပြီးနောက်မြို့ပြတွင်အလုပ်ခွင်တဲ့ကျင်လည်နေခဲ့ပြီ။ရွာစီတော့တနည်းလင်းတစ်ချိန်မြတာစ조사ပြန်ဖြစ်သည့်အတွင်းရံပန်ရံခါတော့လွမ်းစရာများကိုတွေးကာတာတတိတရရှိနေရသည်။အထူးသဖြင့်မိုးဆက်များကိုမြင်ရတိုင်းမိုင်းမုံသောမြင်ကွင်းများအောက်တွင်ငြိမ်ဝှက်နေတတ်သည့်ရွာလေးကိုပြေးမြင်မိမည်။မိသားစုဆောင်လင်းသောနေ့မျိုးဆိုလင်တော့အဝေးရောက်နေသောကျမကိုလည်းသူတို့တတိတရရှိနေကြမည်။ အဖေအမေတို့ကကျမအတွက်ဆူတောင်းကမေတ္တာပို့ကရှိနေကြမည်။ခြုံလွှမ်းအပ်သောထိုမေတ္တာတို့ကြောင့်အဝေးမှာရှိတော်လဲအမြဲတစေနေပျော်ရင်ဆိုင်နိုင်ခဲ့တာပါပဲ။ငယ်တုန်းကမမြင်သာခဲ့သောမိဘတို့ရဲ့မေတ္တာတရားကိုအဝေးရောက်ချိန်မှ ပို့လို့မြင်နိုင်စွမ်းခဲ့သည်။ဘယ်တုန်းကမှနားမလည်ခဲ့သောအဖေချစ်ခြင်းမေတ္တာကိုလည်းခုတော့ဖုန်းထဲမှပင်ဖြစ်စေ ခံစားတည်တံ့လာခဲ့သည်။ ချစ်ချင်းကိုသားသမီးတို့ထံမပြတတ်သောသဘောကို နားလည်လာခဲ့သည်တချို့သော ပုံရိပ်တို့သည်နီးကပ်စင်တွင်ဝိုးရဝါများသာဘဝတကွေ၌အမတ်ထင်တွင်ပြပြင်းလာသောအချိန်တွင်တော့ပုံရိပ်စစ်နှင့်အဝေးကြီးဝေးခဲ့ပေပြီ စပယ်ဖြူနုဖူးငုံစကြောတက်မဂဇင်းဩဂုတ်2010ပြည့်နှစ်နားဆင်အပိတ်ခဲ့ကြတဲ့သူ အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်